ဒီကုသိုလ်ဘုန်းကြီးနဲ့ပတ်သက်ပြီးမှပြပတော်တော်များများကလည်းနော်ကုသိုလ်ဘုန်းကြီးနဲ့ပြပြီးမှဆန္ဒပြဘာပြညာပြဆိုပြီးမှပြောနေတာကြီးကြားနေရတယ်ဗျာနော်ကုသိုလ်ဘုန်းကြီးဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့နော်ကုသိုလ်ဘုန်းကြီးရဲ့ဟိုဟာပေါ့အပိထောက်ခံလူတွေဘယ်ရောက်နေလဲဘယ်သွားနေလဲညာဘာနေလဲပြောကြတယ်ဗျာနော်ဒီအဲ့လိုလေအများကြီးပြောကြတယ်ပေါ့ဗျာတချို့လည်းဆန္ဒထွက်ပြဘူးဘာပြဘူးဆိုတဲ့ဟာလေးတွေအဲ့တော့ကုသိုလ်ဘုန်းကြီးကိုဝိုင်းရံအပိထောက်ခံနေတဲ့လူတွေကိုပြောချင်တယ်ဗျာကုသိုလ်ဘုန်းကြီးကတော့ငကိုကလေးကဦးဇင်းတို့နေရာပြောပြကြဗျာ တပည့်တော်ကတော့မြို့သားရေးဓမ္မမဟုတ်ပါဘူးခင်ဗျာတဲ့ဒါပေမဲ့နားမလို့ချင်းမြန်တို့ဒူပါညာပေါ့နော်ကိုစောဖိုးရင်ဆိုတော့ဒီတက်မတော်ရဲ့2020နှစ်လောက်မှာကိုစောဖိုးရင်ပေါ်ပေါက်လာတယ်နော်ဒါပေမဲ့ကိုစောဖိုးရင်လိုက်လွင့်တဲ့အခါမှာတစ်ချက်တစ်ချက်လွတ်သွားတယ်တော့ထင်တယ်ဦးစင်းတို့ကအခုလို့လဲဆိုကိုစောဖိုးရင်လိုက်လွင့်တဲ့အခါမှာဦးစင်းအထင်ကတော့မူဘီမှာလိုက်လွင့်တယ်လို့ပဲထင်တာတောက်ပြီးမှလေအဲဆိုကိုစောဖိုးရင်တစ်ခါတလေပေါ့နော်မစင်ဂျင်နာလေးတွေလည်းရှိတယ်ဥပမာဆိုကြပါစို့သခိုင်းနမခတိုင်းတိုင်းမှာဆိုလို့ရှိရင်ဒီလိုဒါ ဒီပလင်းနေနဲ့ဘာတွေနဲ့ပြရနေရဆိုဒါဘယ်နေရာလဲဆိုတော့ဒါလူတိုင်းကတိတယ်ပဲစစ်သားတိုင်းတိတယ်ဥစဉ်တော်တိတယ်ဆိုစစ်သားတိုင်းတိကြတာပေါ့နော်ဒါမျိုးလေးတွေလည်းရှိတယ်ဒီနေရာမှာကျွန်တော်ကြည့်တာပေါ့ဗျာနော်ကိုဖုံးလိုက်တွေကအာတူတော်များကြည့်ပြီးတော့အရန်ကိုစိတ်ဝင်စားမှုမြင့်တက်နေတဲ့သူနာမည်ကြီးတယောက်ပေါ့ဗျာနော်နာမည်ကြီးတယောက်ဆိုတော့ကျွန်တော်စိတ်ထင်နေတာပေါ့ဗျာသူ့ကိုချစ်တဲ့သူတွေအများကြီးရှိမယ်လို့ထင်တာသူ့ကိုမုန်းတဲ့သူတွေအထုနဲ့ထင်ကိုဗျာနော်သူသူနဲ့ထင်သွားတွေ့တယ်အဲ့တော့သူ့ကိုမုန်းတဲ့သူတွေကစူပါမင်ဝိုင်းပြီးလှုပ်ကြံလာဒီလှုပ်ကြံမှုသူခံရတာဖြစ်တယ် အဲ့တော့သူ့ကိုချစ်နေတဲ့သူတွေကလည်းသူ့ကိုချစ်ကြောင်းတော့ဆန္ဒထုတ်ဖို့ပြသရမယ်လို့ကျွန်တော်ကပြောခဲ့တာအဲ့တော့ကုသိုလ်ဘုန်းကြီးနဲ့ပတ်သက်ပြီးမှဆန္ဒပြပါကြအများကြီးလည်းပြောနေကြတယ်ကုသိုလ်ဘုန်းကြီးကိုပတ်သက်ပြီးဆန္ဒပြတဲ့အလဟာမှမဟုတ်တာကုသိုလ်ဘုန်းကြီးကိုဖမ်းတဲ့ကိစ္စကမေတ္တာရက်ခံစာရေးရမယ်မေတ္တာရက်ခံရမယ်လူကြီးတွေကိုဒီအဲ့ဒီတိုက်သွားရမှာလေအတနာခံစာတရားမယ်ကိစ္စလေးဘာကြောင့်ဆန္ဒပြခိုင်းတာလဲကျွန်တော်ကပြောတဲ့စကားတစ်ခုကဘလောက်ထိအဲသူတို့နားမလည်တယ်ဆိုတဲ့ခါကျကျွန်တော်ကဆန္ဒထုတ်ဖို့ပါဆန္ဒပြပါเนาะအဲနောက်တစ်ခုကဆန္ဒထုတ်ဖို့လဲဆိုတာနီလန်ပေါင်းလို့ရှိတယ် ကျမ်းတစ်ဖက်ဆန္ဒထုတ်ဖော်ခြင်းဆိုတာကနားမလည်တဲ့အသိဉာဏ်နဲ့ဒီနိုင်ငံရေးလောကထဲမှာမင်းတို့ဘာလုပ်နေတာခင်ဗျားတို့ဘာလုပ်နေကြရလဲနိုင်ငံပျက်စီးတယ်ဆိုတာဒီလိုလူမျိုးတွေကြောင့်ပျက်စီးတာအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံကဟိုဘယ်လိုခေါ်မလဲဆိုနိုင်ငံရေးလောကသားတွေတော်များဟာအသိဉာဏ်တော်တော်နေပါလားနိုင်ငံရေးအသိဉာဏ်လည်းမရှိဘူးအဲ့ခင်ဗျားတို့ဘာလုပ်နေတာလဲနော်အဲ့တော့ဥစဉ်ကပြောချင်တယ်ဆန္ဒပြခိုင်းတယ်ပြည်ပတခါတွေကိုပြောချင်တယ်လာခဲ့ပါလာပြလိုက်လမ်းစဉ်ဥစဉ်ပေးမယ်ရုရှားနဲ့ရုရှားနဲ့ မြန်မာပြည်ဆိုလို့အတွားလာဆိုလို့ရှိရင်ဒီအတွားတွေကို80လောက်ရှိလောက်တယ်ဗျာနော်အပြာလောက်ဆို160လောက်ရှိလောက်တယ်80လောက်တော့ရှိမှာဗျာလင်ကတွေခရီးစိတ်တော်တော်ဝေးတယ်လို့ပြောကြတယ်အဲ့လောက်ခင်ဗျားတို့ဒီဖင်လန်တို့ဂျာတဲ့နေရာနိုင်ငံတွေရဆိုလို့ရှိရင်လမ်းစိတ်ကရုရှားလောက်တော့ဈေးမကြီးတော့ဘူးအဲ့လမ်းစိတ်ရစားစိတ်ရဥစဉ်အာမခံမယ်ငါကုသိုလ်ဘုရားတွေဆန္ဒပြပါတယ်ဗျာကုသိုလ်တို့ပြဆန္ဒပြတောင်းဆိုပါတယ်ဗျာဆိုဒီမှာဒါမျိုးတွေလာခဲ့ကြဥစဉ်လမ်းစိတ်ရအကုန်ခံမယ်နော်ကျွန်တော်ပြောတဲ့စကားတစ်ခုကိုအကြအနာကောက်ပြီးတော့ အဲ့ကျွန်တော်ကပဲနိုင်ငံကိုစူပူအောင်လုပ်နေသလိုလိုငါကိုစော်ဝိုင်းနဲ့ပတ်သက်ပြီးတော့ဆန္ဒတွေဖျက်ပြမယ်ဆန္ဒပြတယ်ဆိုတာကဆန္ဒပြတာခင်ဗျားတို့ဒီအခုပေါ့နော်ဟိုအသိဉာဏ်အားဖြင့်ဒီပေါ့ကြောက်ရွံ့နေကြတော့ဟိုခါကြစဉ်းစားကြပါလေသူတို့သူတို့ကကျွန်တော်တန်းရတယ်ဘယ်လိုမှညှိလို့မရအောင်ဖြစ်တည်မှုချင်းမတူနိုင်ငံရေးအသိဉာဏ်ချင်းလည်းမတူဒီဘက်ကနေဆန္ဒပြဘာပြဘာလို့ကိုစော်ဝိုင်းကိုစော်ဝိုင်းရဲ့မားလားမားလေကိုစော်ဝိုင်းဒီဆဲတဲ့အခါဒီမှာတားမားတယ် ။နောက်ဆဲတဲ့အခါဒီမှာမှားတယ်။ဘာမှတိုက်မှုမကျင်တဲ့တိုက်မှုတဦးတဲ့ကိုပြော။ဂျီဝဲမကျင်တဲ့ဂျီဝဲဘိုးချုပ်တဦးမကျင်တဲ့ဘိုးချုပ်တဦးတဲ့ကိုပြော။ဦးစင်းတို့လည်းပြောတာပဲနော်။ဦးစင်းတို့လည်းပြောတာပဲခဏလို့တီးရမှာပဲတုံးတက်ထားတယ်အများကြီးပဲ။အော်ဘလို့ပဲဖြစ်ပါတော့ကဖုံးနေလဲသူဆဲတာမဆဲတာဟုတ်ကျွန်တော်မသိချင်ချစ်ချင်းမုံချင်းခဏထားလိုက်ကဖုံးကသူဒီနေရာမှာပေါ့ဗျာနော်သူဆဲတာကျွန်တော်ပြောပြရင်ဥပရေအထက်မှာဘယ်သူမှမရှိဘူးနော်ကဖုံးဆဲဖန်ကျွန်တော်တို့ဘယ်သူပဲဖြစ်ဆဲရင်ဖန် ဒါပေမဲ့အခုကရဲလှုပ်ထုံးလုပ်နေလည်းမဟုတ်ဘူးခေါ်ဖမ်းပြီးတော့မှအမှုရှာတဲ့ပုံစံမျိုးရဲလှုပ်ထုံးလှုပ်ထုံးလုပ်နေဆိုရင်ဟုတ်ပြီဒီလိုဒီလိုဆွဲတယ်ဒါဟုတ်ပြီဒီအမှုနဲ့ဒီလိုဆင်ဆင်မင်းခါတယ်အပြောပါဆိုလို့ရှိရင်ချုပ်လက်ထည့်လိုက်ပါပြန်မထွက်လည်းဘာမှဘာမှကျွန်တော်မပြောလို့အခုလိုမျိုးနော်ဟိုနိုင်ငံတော်အစ်စ်ပုံစံမျိုးပေါ့သိရမလားတောက်မြကပုံမှန်နဲ့ဖမ်းဆွဲပြီးတော့လုပ်နေတာတွေကတော့ဒါကျွန်တော်ခံခံပြင်းတာပေါ့ဗျာနော်ဦးစင်းကတော့အဖြစ်ပြောရတဲ့လူတွေရှိကြတယ်ပြောမှာပဲလေဘူးလို့မျက်စိထဲမှာဦးစင်းက အပြစ်လုထားလို့နေမှာပေါ့ပါဇက်ပါတာပဲပြောမှာပဲအမြင်မလို့ဒါနဲ့ဥစဉ်ငကောကပြန်ပြန်မှပြောတယ်ပြောတယ်နောက်ဆုံးကြတော့မပြောချင်တော့ဥစဉ်လဲကျွန်တော်ကဆန္ဒထုတ်ဖို့ပါဆန္ဒထုတ်ဖို့နေရမျိုးမျိုးရှိတယ် online ပေါ်မှာကိုယ့်ရဲ့နော်ဘယ်လိုကမဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီကိုယ့်ကိုယ့်ရဲ့ social platform လေးတွေလူတိုင်းမှရှိကြတယ်အဲ့ social platform လေးတွေကနေကိုယ့်ဖုန်းလွတ်မြောက်ပါစေတော့လေကောင်းအဲဒါမှမဟုတ်ရှင်လေကိုဖုန်းကိုဘလောက်တို့အားပေးကြအောင်နော် profile လေးတွေချိန်မိတာနော်ကိုဖုန်းနဲ့ပတ်သက်ပြီးတော့ထောက်ခံကြောင်းလေးတွေပြောပေးတာနော်ဒါကလည်းဆန္ဒထုတ်ဖော်မှုတစ်ခု အဲ့လောက်တော့မှအသိဉာဏ်မရှိတဲ့ဟိုဘယ်လိုခေါ်မလဲဆိုတော့လူတွေကနိုင်ငံရေးပါအော်နေတာကျွန်တော်တော်တော်လေးကိုလေစိတ်ထဲမှာအာဒီနိုင်ငံနာခဲ့တဲ့ကျွန်တော်ရင်လေးတယ်ကျွန်တော်ကျွန်တော်တော်တော်ကြီးကိုပြုပြင်အောင်ကျွန်တော်တော်တော်ကြီးကိုတင်ကြပြအောင်ကျွန်တော်ကျွန်တော်တော်တော်ကြီးကိုလေ့ကျင့်တင်ကြပြအောင်မယ်ခက်တာကလည်းလူတွေကြည့်တဲ့အခါကျတော့တေကန်ကြီးတွေအများလဲနော်ခွေးအိုမှာလက်ပေးတင်လို့မရတဲ့အရွယ်တွေဖြစ်နေဒီအချိန်ကျမှကျွန်တော်လက်ပေးတင်လို့ရမှာမဟုတ်ဘူးဒါမှမဟုတ်အဲကျွန်တော်တို့တက်နိုင်တဲ့များတော့ကျွန်တော်တင်ကြပြသွားမယ်နော်ဟုတ်လားပြီးတော့အချင်းချင်းနေလေဘယ်သူကဝန်တာမှာလဲခုဘက်ကဝန်တာမှာပဲ ြည့်လေငစီတို့ဘာတို့ဟိုအတော်တော်များများတင်ကြတယ်ဗျာဘဘိုးကြီးနန်းဝင်းနဲ့မှာထုတ်ခါရတာအကြိတ်ခါရတာဘာခါရတာညာခါရတာသူဖူးရောက်နေရပဲဆိုင်ပြုတ်တော့ပဲအော်တူတူပဲလို့စီးတိုင်ကြည့်နေတဲ့ပုံစံအထိုးလည်းမခံပါဘူးအကြိုက်လည်းမခံပါဘူးကိုသောဘိုးကြီးလားရေကိုသောဘိုးကြီးကတော့အခုလောလောဆယ်အမှုအမှုတွေရှာနေတယ်နော်အမှုတွေရှာနေတာပြင်းခံနေရတယ်ဘာဘာပြောလဲပြင်းခံနေရတယ်ဟောဝမ်းသာလိုက်တာဝမ်းသာလိုက်တာ ဘဘိုးကြီးနန်းဝင်းနဲ့မအထုခါရတာအကြိတ်ခါရတာဘာခါရတာညာခါရတာတူဖူရောင်းနေရပဲဆိုင်ပြုတ်တော့ပဲအော်တူတူကပဲလူစီးတန့်ကြည့်နေတဲ့ပုံစံအထုလည်းမခံပါဘူးအရိုက်လည်းမခံပါဘူးသူပြပွင့်နေပြောရဒီနေရာလေးအားလုံးကကျွန်တော်ကြည့်တာပေါ့သူ့ရဲ့ဓာတ်ပုံတွေနဲ့တက်လာတယ်နော်ဒီရင်ခံနေရတဲ့ပုံစံတွေတွေ့ရတယ်အေးဝါတာလိုက်တာညောတာပေါ့ န္ဓပြဆိုတာကြီးတော့ဗာဒိဗေနဲ့ပြခိုင်းတယ်လို့တော့မတူဘူးဗျာနော်ဗာဗာဒိဗေနဲ့ပြခိုင်းတော့ဥစဉ်လဲနားမလဲဘူးတခါတလေဥစဉ်ကပြေပတာတခါတလေမယုံဘူးဆိုတာအဲ့လားပဲဗျာနော်တခါတလေလူတိုင်းကိုတော့မဆိုလို့ပါဘူးနော်လူကပြေပရလေဗျာကြည်လို့ရအေးစစ်ပြောရတယ်ဗျာဒီမားရီကကိုတွေ့လေဗျာဟုတ်လားအဲ့တော့ဆန္ဒပြတယ်ဆိုတာအရန်ကိုကောင်းတယ်ဒီမိုကရက်တစ်ဒီမိုကရက်ဆိုလို့ရှိရင် characteristic ပဲနော်ဟုတ်လားဂျန်လက္ခဏာတစ်ခုပဲဟုတ်လားဒီဂျန်လက္ခဏာတစ်ခုဆိုတာဗာလဲဆိုလို့ရှိရင်အရင်ဆုံးဗာလောက်အောင်လို့ဆိုရင် စနာထုတ်ထုတ်ပြောဖို့တော့ကိုငိမ့်စုစီသွားယူလိုက်ပါငိမ့်စုစီငိမ့်ချန်းစွာစူဝေးစီတန်လက်လက်ခွင့်အဲ့လက်လက်ခွင့်နဲ့မှာဘာလဲဘာလဲဆိုတော့နေရာပါတယ်ဘယ်နေရာမှာပြမယ်ဆိုတော့နေရာပါတယ်အချိန်ပါတယ်နော်အချိန်နေရာ အကြောင်းအရာပါတယ်အဲ့တော့အကြောင်းအရာနဲ့ညီညွတ်တယ်အချိန်နဲ့ရှိတယ်နေရာလည်းရှိရဲရပါဘယ်လိုမှဆိုလို့ရှိရင်လုံခြုံရေးယူပေးရမယ်ဟုတ်ပြီနော်ရဲကပါလုံခြုံရေးယူပေးရမယ်ဆိုတော့အဲ့တော့ငိမ့်ချန်းဆိုတော့ကျွန်တော်တို့ဘယ်ချိန်မှာဘယ်နေရာမှာစုပြီးတော့ဗျာ ကျွန်တော်တို့စာတလေးထုတ်ဖို့ဆိုတာရဲစခန်းကခွင့်ပြလိုက်ပြီဆိုခင်ဗျားတို့ခွေးတကောင်ကြောင်တမီကမှခင်ဗျားတို့ပြဿနာမရှာရဘူးငင်းချတဲ့နေရာရှိပါမြန်မာနိုင်ငံမှာပြည်ဦးတွေမှာလည်းတုတ်လို့ရတယ်နော်နေပြည်တော်မှာလည်းလုပ်လို့ရတယ်ဟုတ်လားဒီလောက်အသိဉာဏ်တော်မရှိတဲ့ခင်ဗျားတို့ဒီဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီနိုင်ငံရေးပါအမျိုးသားရေးပါအော်ဒီနာခင်ဗျားတို့လုပ်တဲ့အမျိုးသားရေးဟာဒီနိုင်ငံဝိုင်းပြီးနှစ်နေတာတူတူပဲအဲ့ကြောင့်လည်းခင်ဗျားတို့ကိုဒီ NASA ကကလုံးဝလုံးဝဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဒီလိုမျိုးထုတာတာနော်နှိမ်နာတာဘာကြောင့်နှိမ်မှာနှိမ်မှာပေါ့ခင်ဗျားတို့အသိဉာဏ်တွေကလည်းနည်းနည်းပဲရှိတာပေါ့နော်အဲ့ကြောင့်ကိုစောဘုန်းကြီးနဲ့ပတ်သက်ပြီးလွတ်လပ်မလို့တွေ့ပါဘူး ပုံမှန်လေးဘာတွေညာတွေတက်ထားလဲဆိုတာလဲဘာတစ်ခုမှမဟုတ်သေးပါဘူးเนาะအဲ့တော့အေးစင်စင်လေးပဲနေပြကြပါเนาะပုံမှန်လေးတက်ပြီးဘာတက်ပြီးဆိုတော့ခင်ဗျားတို့နိုင်ငံတော်ကြီးကဲတို့မေတ္တာရခိုင်သာရေးရမယ်စဉ်းစားပြေဘူးစစ်တပ်မှာလည်းပြုံပြင်းလင်းလင်းပြောမယ်ဟဲ့ဆိုလို့ရှိရင်နိုင်ငံရေးအသိအဉာဏ်ရှိတဲ့သူတွေကလည်းတော်တော်နေလားနော်စစ်တပ်အပေးထောက်ခံနေတဲ့သူတွေမှာလည်းနိုင်ငံရေးအသိဉာဏ်ရှိတဲ့သူတွေတော်တော်နေတာအဲ့တော့ခင်ဗျားတို့ကစစ်တပ်ထောက်ခံတဲ့နေရာမှာနှမျိုးနှစ်စားရှိတယ်နော် အဘဘောမနဲ့စစ်တပ်ဘောမဆိုတာရှိတယ်စစ်တပ်ဘောမစစ်တပ်ကြီးတစ်ခုလုံးကိုမလာခင်ဗျားတို့ကအဘဘောမဆိုတာမျိုးဟာဥမင်းအွန်လိုင်းတယောက်တည်းရဲ့ဘောကိုထိုင်မှနေတာအဲ့တော့ကိုအစ်စ်ကိုတိကိုမမအနေနဲ့ခင်ဗျားတို့လည်းစစ်လည်းမညစ်ဘူးတန်းလည်းမညစ်ဘူးဘာကြောင့်လဲဆိုရှင်ခင်ဗျားတို့မှာကျွန်တော်တို့လည်းညှိနှောက်တဲ့အခြေချင်းအစ်စ်တန်းဘာလို့ဘာမှမရှိဘူးဘာကြောင့်လဲဒီလားခင်ဗျားတို့မှာရှိလားဆိုတော့ခင်ဗျားတို့ဖြစ်တည်မှုကိုကျွန်တော်နားလေတယ်ဘာကြောင့်လဲဆိုတော့ဗျာဒီရင်းမှာဖြစ်တယ်နံပါတ်၁ချက်ကနော်ဒီရင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့စစ်တပ်မှာအချိုးမပြေတဲ့ဒီဘယ်လိုခေါ်မလဲဒီ အရန်ကိုပေါ့နော်ဟိုအာသာယူနေတဲ့စစ်ဘိုလ်ချုပ်ချုပ်ရှိတယ်နော်စစ်ဘိုလ်ချုပ်တွေရှိတယ်နော်ရာရှိရာကန်တွေရှိတတ်တယ်ဒီရာရှိရာကန်တွေကခမရတို့ခေါင်းတွေဟာကျွန်းနေနာမှာတော့ခမရတို့မှာစစ်တပ်ကဘာပဲလုပ်လို့ဟုတ်ကဲ့ပါနော်ဟာကောင်းပါလေကောင်းပါကောင်းသိရှိမကောင်းသိရှိချိန်မိတ်ပြီးတော့ကောင်းမေးနေရတဲ့ကောကမင်းတို့ရဲ့ဖြစ်တည်မှုကိုကျုပ်လို့နားလေပြောလို့သွားပြီးတော့ကလန်ကလန်ကျွန်တော်တို့မျိုးနည်းနည်းလေးပေါ့ဗျာနော်ဟိုတင်ကြားပေးကြည့်ပါလားထောက်ပြကြည့်ပါလားခင်ဗျားတို့ခါတချို့ရောက်သွားမှာပေါ့အဲ့တော့ခင်ဗျားတို့အဆင့်ကိုအဆင့်နဲ့ကိုနေကျုပ်တို့ကကျုပ်တို့အဆင့်ကိုကျုပ်တို့ဆက်လက်ထိန်းသိမ်းနေရမှာပဲနော် ကျုပ်တို့ကကျုပ်တို့အဆင့်ကိုကျုပ်တို့ထိန်းသိမ်းနာမှာဖြစ်တယ်ခင်ဗျားတို့အဆင့်ကိုကျုပ်တို့နားလည်ပြီးသားခင်ဗျားတို့အဲ့ဒီအဲဘယ်လိုပြောမလဲဆိုတော့ Telegram မှာရှိနေတဲ့ဒီ channel တွေ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 ခင်ဗျားတို့ကခင်ဗျားတို့ကဘာလဲဆိုရှင်စစ်တပ်နဲ့စစ်တပ်ကခင်ဗျားတို့ကိုဒီလိုနေဆိုဒီလိုဇရိုက်နေဒီစကားပြောဆိုဒီလိုပြောဒီလိုမျိုးတိုက်ခိုက်ဆိုဒီလိုတိုက်ခိုက်ခင်ဗျားတို့ကဒီလိုပဲလုပ်ဆရာရှိတယ်ကျန်တာဘာမှမလုပ်နဲ့ခင်ဗျားတို့ကကျန်တဲ့ဟိုကောင်တွေထွန်းဖောက်မှုတွေဟိုကောင်တွေပြည်သူကိုလမ်းပြနိုင်တဲ့အသိဉာဏ်ခင်ဗျားတို့မရှိဘူးနော်အဲ့ဒီချင်းခင်ဗျားတို့မရှိဘူးမရှိရတော့ကြောင့်မို့ခင်ဗျားတို့အဆင့်နဲ့ခင်ဗျားတို့နေကြတို့ဘသူ့ကိုမအပြစ်တင်လို့မရတော့ဘူးတဲ့ ဇော်ဘုံဟင်းဟာသူ့ရဲ့အတွင်းစိတ်တံတန်ကသူကတော်တော်ကိုတိုင်းပြည်ကိုချစ်တဲ့သူကသူ့ရဲ့ရှင်တဲ့စကားတွေတနေ့ကိုတမင်းနှစ်နှစ်ပဲစားရတဲ့အတူတူဘာလောဘတက်နေတဲ့လူလဲဆိုသူ့ရဲ့စကားလေးတွေကဒါအမှန်တရားပဲတနေ့လူတိုင်းကတမင်းနှစ်နှစ်ပဲစားရတာကိုခဲ့မှာကိုတိုင်းကြီးကိုကောင်းကောင်းလှုပ်သွားမယ်ဆိုစိတ်တဲ့မျိုးတော့ထားတင်တာပေါ့ဒါသူ့ရဲ့စကားထဲမှာကိုကြီးမှတ်ကန်တဲ့ချက်လေးကိုထောက်ပြအဲ့တော့ तू က follower များလာမယ်သူ့ရဲ့နောက်အင်အားများလာလို့ရှိလို့ရှိရင်ချိန်တန်ကြလို့ရှိလို့ရှိရင်ဇော်ဘုံဟင်းကနိုင်ငံတော်တမရတော်ဖြစ်နိုင်တဲ့အခြေချင်းရှိဟမ် ်နော်စိတ်ကူးရင်ကြည့်လိုက်ဇော်ဖိုးရဲ့နိုင်ငံတော်တမနာဖြစ်လို့ရှိရင်နော်တန်းစီပြီးဒုက္ခရောက်မဲ့ကောင်တွေအများကြီးပဲဟမ်နိုင်ငံတော်မှာနိုင်ငံတော်ချစ်တဲ့တမနာကောင်တယောက်မွေးဖွားလာလို့ရှိလို့ရှိရင်ဘောင်းနိုင်ငံတော်အများကြီးကြိုးရှိနော်လက်ရှိကွာဒုက္ခရောက်သွားနိုင်တဲ့လူတွေကဒုက္ခမရောက်ဘဲနဲ့အချိုးလေးပဲပြင်လိုက်နော်ဘယ်သူမှဒုက္ခမပေးဘူးပဲထားလိုက်နော်ငေါ့နိုင်ငံကြီးကတော်တော်ကိုအဆင်ပြေသွားမှာအဲ့ဒါကြောင့်မို့လို့ကိုကြီးကတော့ဇော်ဖုံးကိုရန်သဘောကျတဲ့အထဲမှာပါတယ်ကိုကြီးကအသက်ယူရတော့ကွာဒီလူငယ်လူမျိုးမလုံနိုင်တော့တဲ့အတွက်ကြောင့်မို့လို့ကိုကြီးကအားပေးဝင်းရံတယ် ဇော်ပွင့်ကိုအပြင်ဝင်ရတဲ့အချိန်မှာပါတယ်တတိကောင်းတယ်ဒါပေမဲ့ဒီကဒီမိုကရေစီဆန်တဲ့ပြောကြောင့်မဟုတ်လို့လေကိုကြီးတို့တက်မလို့ရတယ်သူ့ကိုပြင်းထန်တယ်နှစ်ကွမယ်လို့ကိုကြီးကမထင်ဘူးကွာဟုတ်ပြီလားကိုဇော်ပွင့်လားရင်ကိုဇော်ပွင့်ကတော့အခုလောလောဆယ်အမှုအမှုတွေရှာနေတယ်နော်အမှုတွေရှာနေတာပြင်းခံနေရတယ်ဘာဘာပြောလဲပြင်းခံနေရတယ်ဩဝမ်းတာလိုက်တာဝမ်းတာလိုက်တာကိုဇော်ပွင့်ချူအဲသူပြောရတဲ့နေရာမှာပေါ့နော်နိုင်ငံတော်အားချစ်တဲ့အတွက်ကြောင့်မလို့တချို့တော့ တာဝန်ရှိပုဂ္ဂိုလ်တွေတချို့တော့ຢာရရှိတဲ့ပုဂ္ဂိုလ်တွေထိခိုက်ပြီးတော့ပြောမိတာမျိုးတွေလည်းကျွန်တော်တွေ့ပါတယ်ရှိပါတယ်အဲတပိညီဆုံးမှုတွေလည်းအများကြီးရှိနေပါလေကျွန်တော်လည်းအများကြီးတိကျတော့မသိပါဘူးကျွန်တော်ကအဲ့အပိုင်းတွေတရားနဲ့ပုံကိုရေးရဖြစ်တဲ့ဟာတွေတိတ်စိတ်ဝင်စားလည်းမရှိပါဘူးအဲ့ဒါကြောင့်မို့လို့ကျွန်တော်မှန်ဘယ်သူမှန်တယ်မားတယ်ကျွန်တော်မသုံးသက်ချင်ပါဘူးဘယ်သူမှန်တယ်မားတယ်ဆိုတော့ကျွန်တော်တိလည်းမသိပါဘူးတမတော်ဆိုရယူဆဲနေတာဆိုပွဲမှာဆဲနေတာမို့တော့တခြားတနိုင်ကလုံးနေနေဆဲနေတာနော်ဒါပေမဲ့အထက်ပိုင်းကိုကြာတော့စောက်သုံးမကြတယ်စောက်သုံးမကြသလိုသူဆဲတယ်နော်သူဆဲတာကြီးမားတယ်လို့မှန်တယ်လို့ကိုကြီးမဆိုလို့ဘူးနော်မဆိုလို့ဘူး ဆိုလိုချင်တာကြောင့်ကြာလာလို့ရှိရင်အောက်တက်မလို့သားတွေကနေပြီးတော့အထက်ကြာအကြီးပိုင်းနေစိတ်ဝမ်းကွဲလာစရာတော့ရှိတယ်ကွာသူရဲ့တချို့တော့စကလုံးအုံနှုံနေတာတိတ်များလာတဲ့ခါကြမရှိသူရဲ့ပြောဆိုတဲ့ပြောဆိုမှုတွေကဘယ်ထိရောက်သွားလဲဆိုတော့ဥစ္စာသူ့ဘာသူတီးပုံလည်းမရဘူးဇဘုံကြီးကနည်းနည်းလေးကလေးတော့စမ်းတယ်ဇဘုံကြီးကနိုင်ငံတော်တမရတော်ဖြစ်နိုင်တဲ့အခြေချင်းရှိတယ် ုံးကြီးကပြောဆိုတဲ့ပြောဆိုမှုကြီးကဘယ်ထိရောက်သွားလဲဆိုတော့ဆိုတာသူ့ဘာသူတိပုံလည်းမရအောင်ဇုံးကြီးကနည်းနည်းလေးကလေးတော့ဆန်တယ်မိမိလိုးလိုက်ပါလားဟာလိုးမဘောမားဒီရဲကျမတို့တက်မတော်ထောက်ကြလို့နာဆာကအတွေ့အထောက်ကြတွေ့ကြတယ်မှာအငင်းပွားမှုတွေအာရံဖြစ်မှုတွေအကျဉ်းထမ်းမှုတွေခဏခဏဖြစ်နေရတရားတယ်ဆိုတော့ကျမနဲ့တူတူပြီးတော့ဖိုင်ရစ်တစ်ခုကြည့်အောင်ပါ